တို့ညာ channel ကိုလာရောက်အားဖြစ်ပေးကြတဲ့ clicker ပေါင်းနဲ့ dollar ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ Ilya Arinbet ရေးသားတဲ့ The Fall of Paris ကိုဆရာမြတ်တန်းတဲ့ဘာသာပြန်ဆိုထားတဲ့ Paris တာဆုံးခန်းစာအုပ်တတိယအတွဲအခန်း62အပိုင်းဆက်ဖြစ်ပါတယ်။ကဲစလိုက်အောင်။အုံနေရန်တစ်ခုတွင်ကတ်ထားသည့် poster တစ်ခုကို Dennis မြင်ရသည်။ဂျာမန်စစ်သားတစ်ယောက်ကခလေးလေးတစ်ယောက်ကိုပွေ့ချီရက်အမျိုးသမီးတစ်ယောက်ကဘေးရင်ပြုံး၍ရက်လျက်ရုပ်ပုံအောက်တွင်ပြင်သစ်လူဦးရေကို ်ကာကွယ်ထိန်းသိမ်းသူဟုရေးထားသည်ထိုပိုစတာနဘေးတွင်မူစုပ်ပြက်နေသည့်ဇပွဲကြော်ညာပိုစတာတည်းရဲ့ယနေ့ညာအိုဒီအုံးရုံတော်ကြီးတွင်အရင်နှင့်အရင်ကြဆက်ကြီးကြွားရောက်ရှူစားတော်မူကြပါတဲ့ဂျာမန်တို့၏မျက်လုံးများကခက်ပြက်ပြားတတောက်ပပယခုထိုမျက်လုံးပြပြများသည်ဒင်းနစ်ကိုဝိုင်း၍ကြည့်နေကြပြီဒင်းနစ်သည်ညနာကိုတစ်ဖက်သို့လွှဲလိုက်သည်တို့ရရင်မျက်လုံးပြပြများကိုရှောင်ရိပ်မလွတ်လမ်းတစ်ဖက်သို့ကူးလိုက်သည်တောက်ပသည့်တတုပြရောင်ပေါ်လာပြန်သည်ဒင်းနစ်သီးမခံနိုင်တော့ အောင်ကိုပြစ်လိုက်တော်သည်ထောင်ပေါင်းများစွာသောမျက်လုံးများသည်နယံပေါ်မှသူ့စီသို့ဆင်းလာနေသည်ဟုထင်ရသည်တက်ရှိလူတူဟုမထင်ရုပ်ကြီးတစ်ခုဟုထင်လိုက်သည်တို့ရရင်ဂျာမန်စစ်ဗိုလ်ကလေးကနောက်တလူလုံးနဲ့သူ့နှခမ်းများကိုတတ်လိုက်သည်ဂိုလီပင်ရိတ်တာလမ်းမှာတဲ့သူချိုးဝင်လိုက်သည်ချစ်ချစ်တောက်ပူနေသည့်နေရောင်အောက်တွင်အမျိုးသမီး30ခန်းတန်းစီနေကြသည်လှုပ်လှုပ်ရွရွအတန်များကိုကြားရသည်ပြင်သစ်စသားတွေကိုလိုက်ဖမ်းနေတဲ့ရေပြို့ဆိုပြီးအော်သွားတဲ့အောင်ကြားရသည်တန်းစီနေသည့်မိမများသည့် အနည်းရှိအိမ်တစ်လုံးထဲသို့ပြေးဝင်သွားကြသည်လမ်းမပေါ်တွင်နွားနို့တွေဖိတ်လျက်ပလိတ်များကလူငယ်ကလေးတယောက်ကိုအိမ်ထဲမှဆွဲထုတ်လာကြသည်ပြသစ်စတက်ယူနီဖောင်းနှင့်အပေါ်ကအလုတမားဝတ်စုံအင်ကြီးကိုဝတ်ထားသည်သူ့အမေနဲ့တွေ့ပြရစီတယောက်ကအော်သည်အမေတို့တယောက်ကလေးမများလားဟုဒင်းနစ်ထင်လိုက်မိသည်တားကလေးစီတို့ရှောက်သွားကဖက်၍ငိုနေသည်သွားတော်မယ်အမေစစ်သားကခတ်တူတူပြောသည်ပလိတ်များကစစ်သားကလေးကိုအချုပ်ကားစီတို့တွန်းပို့လိုက်သည်အမေတို့ကရှက်အန်းအန်းဖြစ်နေသည်ပလိတ်များကိုကြည်ကား နေတို့တခင်တွေအတွက်လှုပ်ပေးနေကြတာပေါ့ဟုတ်လားဆိုပြီးပြောရှာသည်အပြာရောင်တတ်တူမျက်လုံးများကိုဒင်းနစ်မြင်အောင်လာပြန်သည်အပြာရောင်မျက်လုံးတွေကော့ညက်တောက်လျက်ဝက်ဥချောင်းစားလျက်ချွဲရှင်လျက်ဒင်းနစ်သည်လန်တလန်နဲ့သူချိုးဝင်လိုက်သည်အီတလီရက်ကွက်ထဲမှာစိမ်းရဲသားကွက်တက်ကလေးတစ်ခုဖြစ်သည်အိမ်များကိုတုံးလုံးချက်ခံထားရသည်နဲ့ဟာလာဟင်းလင်းဖြစ်လျက်ကြည်လျက်ရာတွင်မြစ်ပတ်အကြီးတန်းမှုကိုမြင်ရသည်ဒီတဝိုက်တွင်ဘာစို့ဘာမှမရှိတော့စုညာသည့်လူအုပ်လည်းမရှိ ဆိုင်ပရင်းများတွင်စင်ရင်မွမ်းမံထားသည်ကိုလည်းမတွေ့ရ။အဖိုးကြီးသုံးလေးယောက်လှေကတိပေါ်တွင်ထိုင်ကဖဲကစားနေကြသည်။မျိုးသမီးများကလှေကတိများထိတ်တွင်ယက်နေကြသည်။ဂျာမန်စစ်သားများကိုမြင်သည်နှင့်ကြောက်သွားကြသည်။တို့ရရင်ဂျာမန်စစ်သားကလည်းဒီရက်ွက်မျိုးမလား။ဒေးနစ်ကခေါင်းလောင်းကိုနှိပ်လိုက်သည်။ညီသူမှမဖြစ်။ညီသူပြောနိုင်တယ်။အရင်တုန်းကလူများသည်သူတို့စိတ်အလိုကိုစန့်ကျင်ကပါရီမှာထွက်သွားခဲ့ကြသည်။တယုံယုံထွက်နေသည့်လူအုပ်ကြီးအတန်ပလန်များနဲ့အလံတကြားထွက်ခွာနေသူများကိုကြည့်၍ ရောယောင်ပါသွားခဲ့ကြခြင်းဖြစ်သည်ယခုဆိုလျင်ကလော်ဒယ်တယောက်အဖမ်းများခံနေရပြီလောဂျာမန်တို့ကအိမ်များကိုလိုက်ရှာနေကြသည်ဒီနစ်သည်နယံကိုကတ်၍အထဲကအတန်ကိုနားထောင်ကြည့်သည်ဘာသမ်းများမကြရတို့ရရင်အိမ်ထဲ၌ကလော်ဒယ်သည်မင်းတို့ကိုကင်ရင်ရက်နေသည်သူ့ကိုဖမ်းဖို့ဂျာမန်တွေရောက်လာလိမ့်ပြီလောတကားကိုချက်ချင်းမဖွင့်နိုင်လွတ်လပ်သည့်နောက်ဆုံးအချိန်ကလေးကိုနေလိုက်ခြင်းသေးသည်ဟမ်ဒီနစ်နှစ်ယောက်သားအတန်ကြာစကားမပြောမိကြကလော်ဒယ်ကဆက်၍ပြောသည် ကိုတို့ဖြစ်ကတော်တော်ဆန်းနေနော်ဒီဖြစ်မျိုးကိုဘယ်တော့မှရောက်မယ်လို့မထင်ခဲ့ဘူးကြီးစားမအောင်ပါရီတစ်မျိုးလုံးဂျာမန်နေနဲ့ပြည့်လို့သူ့ကိုဒင်းနစ်ကြည့်သည်ဘာပြင်ရဖြူရရတို့ရရင်မျက်လုံးများကတောက်ပါလျက်အခန်းကဆုတ်ချချစပွဲပေါ်ရင်ပါမုတ်တဖက်ကြပြားရီရေးထားသည့်ဘလာစာအုပ်တအုပ်နှင့်တန်မဏိသူရဲကောင်းဆိုသည့်ဝိထုစာအုပ်တအုပ်ကျမတို့တခုခုတော့လောက်ကြမှာဖြစ်မယ်ထင်တယ်ရှင့်မှာအဆက်အသွယ်ကလေးပါလိမရှိဘူးလားဟမ်မရှိဘူး ကိုတို့လူတွေတည်းကဂျူလီယန်ဆိုတဲ့လူတစ်ယောက်ပဲပါရီမှာကျန်းခဲ့တယ်။ဒါပေမဲ့သူကလည်းဗမာနေမှမသိဘူးလေ။ကိုစီတော့ပေါက်လာလိမ့်မယ်လို့ထင်တာပဲ။ဒါပေမဲ့လမ်းကမြင်မြင်ထင်ထင်တော့လာမယ်မထင်ဘူး။ကိုတို့ကစီးရင်ပေါက်လူဆိုတွေဖြစ်နေပြီလေ။ခုဆိုကိုတို့ကိုလိုက်ရှာနေကြလိမ့်မယ်လို့ထင်တယ်။ကိုတို့တည်းကရှာဗေးဆိုတဲ့ကောင်ကဂျာမန်နေနဲ့ပေါင်းသွားပြီးတော့ရဲဘော်တွေကိုပြန်လိုက်ဖမ်းမိနေတယ်လေ။ကျမတို့တခုခုတော့လုံမဖြစ်မယ်။ရဲဘော်ကလော့တယ်။ခုဆိုစစ်ပြေးဒုက္ခတွေပြန်ဝင်လာကြပြီ။သူတို့မေးတဲ့မေးခွန်းကကွန်မြူနတီတွေဘာလုပ်နေကြသလဲဆိုတာပဲ။ ကျမတို့စောင့်နေလို့လည်းတိတ်မဖြစ်ဘူး။ဘာမှမလုပ်ပဲထိုင်နေတာဟာအပြစ်ကျူးလွန်နေရတဲ့အတူတူပဲရှင်။ကို့မှာကြောက်ပုံနေတဲ့ကိရိယာလေးတစ်ခုရှိတယ်။မင်းလည်းရှိတယ်။စက်ကူလည်းရှိတယ်။အားလုံးဆင်သင့်မယ်။ဘာမှမတုံးရပဲဖြစ်နေရလေ။ကြင်ညာချက်ကလေးပါလေးထုတ်ရင်ရောမကောင်းလားဘလို့တင်လဲ။ကလော်ဒီယာချောင်းကိုပြင်းစွာစိုးနေသည်။ဒီနီစ်ကဘာမှမပြော။ကြင်ညာချက်ထုတ်ရင်ရောဘာကိုထုတ်မြင်နည်း။ဘာထူးမြင်နည်း။ဘလောက်လုံယုံဖြင့်ဘာမှအကျိုးမထူး။ကလော်ဒီယာရဲဘော်ကောင်တယောက်တတိရှိ၍လုံရဲကန်ရဲသူတယောက် ီချက်ကိုဘာမှတန်တရားဖြစ်เสียမလို့တို့ရရင် သူတိရတလို့ပြောရလျင်ကလော်တဲ့ဒီဘာကိုမှရေရေလေလေတိသူမဟုတ်တိတိအဆက်အသွယ်ကလည်းရှာ၍မရဒင်းနစ်သည်ပတင်းပေါက်နေတွင်ခက်ကုတ်ကုတ်ထိုင်နေသည် သူရှိရင် လမ်းမကြီးကလူသူကင်းရှင်းလျက်အတိတ်ကိုချက်ချင်းအမှတ်ရလာသည်လမ်းမတွင်စီတန်းဆန္ဒပြပွဲကြီးတစ်ခုလှည့်လာသည်ဝရန်တာများတွင်မျိုးသမီးများကရှောဆောင်နေတွေကိုခြုံလျက်ထွက်ကြည့်နေကြသည်တချင်းတန်တို့ကမြည်ဟိမ့်လျက် တငယ်ကလေးတွေကစာကလေးများလိုတစ်ပင်တွေပေါ်တက်ပြီးអော်နေကြသည်။မျိုးသမီးများကလက်သီးဆုပ်များကိုမြှောက်ပြနေကြသည်။အရာအလုံးသည်တောက်ပါလျက်မြည်ဟီးလျက်ပဲ့တင်ထက်လျက်ဆန္ဒပြပွဲထိပ်တွင်မရှောကခေါင်းဆောင်လာသည်။ဒင်းနီစကားကိုမှတ်လိုက်သည်။အကိုရောက်နေပြီလား။ဆိုပြီးမေးသည်။မရှောကဘာမှမဖြစ်။ရှိသူဆက်လက်ချီတက်ရင်ညလုံးများကိုတူတူတို့ကြည်နေသည်မရှောကိုကြည်ရသည်ကအရက်ပုံမြင်လာသည်ဟုထင်ရသည်ပိုရွေလည်းရွှင်လန်းလာသည်ဟုထင်ရသည် ်မျှောသည်ကရုတ်ချင်းတွေဂျာမန်အလောင်းကောင်တွေကိုကြော်ဖြတ်လာနေသည်မျှောသည် ရက်တန်နေလိမ့်မည်မဟုတ်မျှောသည်အမားကိုလုံမြည်လိမ့်မည်မဟုတ်မျှောသည်ရှေ့သို့အမြဲဆက်လက်ချီတက်နေလိမ့်မည်ဒီနေ့ကမတိမတာပြုံးကနှကမ်းများကိုလှုပ်သည်ရဲဘော်ကလော်တဲ့ကျမကိုဆာရွက်လေးတရလောက်ပေးပါလားကြပြားရေးလိမ့်မည်ဟုကလော်တဲ့ထင်လိုက်မိသည်အခန်းတော်သို့ထ၍ဆာရွက်ရှာသည်ဒင်းနစ်ကစကလုံးများကိုရွေးနေသည်စကလုံးတွေကနိနိကလေးတွေရှိတော့လေရုတ်တရက်ရှာပြီးမရနိုင် လမ်းလျှောက်ရင်တွေးလာသောစကလုံးများကိုမှတ်ရလာသည်ဤသည်မှာပါရီမြို့ဖြစ်သည်တော်လန်ရေး၏ပကတ်ဘုံအဖွဲ့မွေးဖွားရာမြို့တော်ပြင်သစ်တီကြီးအသေးနှလုံးခြေဦးတရာလျှောက်သွားနေသည်ပြင်သစ်စစ်သားများ၏အတန်များကိုတရီရလာသည်လမ်းမတွင်ကြောက်ထုနေကြရသည်စစ်တုံးမှန်များ၏အတန်များကိုကြားရောင်လာသည်ဂျာမန်တို့ကသူတို့ကိုလှောင်ပြောင်လျက်မဆုံးနိုင်သည့်လမ်းများတွင်ရှောက်သွားနေကြရသည့်စစ်ပြေးဒုက္ခသည်များ၏အတန်များကစိတ်ဝယ်ထင်လာသည်။ဟုတ်သည်ထိုအတန်များသည်ပြင်သစ်ပြည်သူများ၏အတန်များဖြစ်သည်။ နောက်ထပ်အတန်တွေကိုလည်းကြားရသေးသည်ဟာလာဟင်းလင်းဖြစ်နေသည့်မြို့ကြီးတဲ့တွင်သူတယောက်သာလျင်အော်ဟစ်တန်တိတ်ဆိတ်တန်ဒေါသတန်မျော်လင့်တန်ကိုကြားရပေသည်တယောက်ယောက်ကရွတ်ပြနေသည်ကိုလိုက်ရေးနေသလိုဒင်းနစ်သည်မရက်မနာရေးနေသည်ကလော်ဒီယာဆာရွက်ကိုဖတ်ပြီးနောက်မျက်လုံးကိုတုပ်လိုက်သည်သူ့လက်တွင်ခရမ်းရောင်မှင်တွေဆုံးပေနေသဖြင့်မျက်နှာတွေမှင်နေကွက်နေလေတော့သည်ဘလို့လုံးဝီးများရေးလိုက်တာလဲဒင်းနစ်ရဲ့အသာနေအသာနေပတ္တိယောင်များကြီးစစ်ဖက်နဲ့တံများကိုကြားရသည် ထို့နောက်မတော်ကားအမိုးတွေတတ်ထားသည်အတန်ချဲ့စမှာအတန်ပေါ်လာသည်အိမ်ပြင်မထွက်ကြနဲ့ကိုယ့်အိမ်နဲ့ကိုပြန်ကြကိုယ့်အိမ်နဲ့ကိုပြန်ကြချိန်စေပြီဆိုတော့အတန်ချဲ့စမှာအော်တယ်ဂျာမန်ရုပ်သေးအစိုးရခေါင်းဆောင်မရှိပေတိန်ဟာစင့်ခေါ်သည့်မြို့သားလွှတ်တော်ကိုဗီချီမြို့တွင်ကျင်းပရန်ရှိသည်ရခင်ကလောင်ကစားတိုင်ဖွင့်သည့်ပြပွဲစာရုံကိုမြို့သားလွှတ်တော်ကျင်းပရန်အသင့်ပြင်ဆင်မိပြီမကြသေးမီကအထိဤနေရာတွင်မွန်တီနီရိုတိုက်ပိုကာကစားခဲ့ကြသေးသည် သူ့သမီးဂျိုးဇက်ဖင်ကလည်းလူဆန်းကိုမေ့ပျောက်ရန်စ조사သည့်အနေဖြင့်ဗီနီဇွဲလာတန်ယုံပြန်ကြားရေးအတွင်းဝင်နှင့်တန်ကိုတပွဲလောက်ကခဲ့သည်သည်ပါရီကိုဂျာမန်တို့ဝင်သည့်အချိန်တွင်ဗီချီနိုင်လူစီကားနေခြင်းဖြစ်သည်အသေးရောကပျောက်ကင်းသည်ဟုနာမည်ကြီးသဖြင့်ဗီချီယာရေကိုလာချိုးကဗီချီရေကိုတောက်ကြခြင်းဖြစ်သည်ဆောင်းရာသီတုန်းကဟိုတယ်ခန်းများကိုစစ်ဆေးရေးရုံတွေလုပ်ပစ်ခဲ့သည်နာဖျားမကြမ်းဖြစ်နေသည့်စစ်သားလူနာများသည်ဗီချီတို့ရောက်လာသည့်လူနာများကိုငေးမောကြည့်နေကြသည်ဗီချီမျိုးသည်မှတ်မိနိုင်စရာမရှိလောက်အောင်ပြောင်းလဲသွားပြီး ဖီဂျီတွင်အောက်လွှတ်တော်မှန်များနှင့်အထက်တန်းလွှာအတိုင်းဝိုင်းတစ်ခုလုံးလည်းရောက်ရှိနေသည်။စက်မှုလုပ်ငန်းရှင်များ၊ဝေတိုးချိတ်ဆသူများ၊အရာရှိကြီးများ၊သတင်းစာဆရာများအထက်တန်းစာတိရစာများမြည်သည့်နေရာသို့သွားသွားလက်ဆတ်တော်မျိုးစားကြီးကို"အော်၊တထေးမင်းလည်းရောက်လာတာဟုတ်။နေပါဦး။နံပါတ်2ကလေးကိုဖယ်ထားခဲ့တယ်။စသည်အတန်များကိုကြားနေရသည်။အားလုံးလှုပ်လှုပ်ရွရွယနေ့သည်အထူးအရေးကြီးသည့်နေကြီးမဟုတ်လော။မျိုးသားလွှတ်တော်ကြီးစတင်ကျင်းပသည့်နေမဟုတ်လော။ လာဗဲကလွှတ်တော်ဖွင့်ပွဲကိုအခမ်းအနားအဆောင်ရောင်တွေမပါပဲရိုးရိုးကျင်းပလိုသည်တို့ရရင်ဘရီဂျူးကအဆောင်ရောင်တွေပါစေခြင်းသည်ဒါကြောင့်တတိယပြည်သိနိုင်ငံတော်ကြီးကိုကြိုဆိုသောအားဖြင့်အမျိုးသားလွှတ်တော်ကိုဖွင့်ရန်ဆုံးဖြတ်လိုက်ကြသည်တက်ဆာကဤမင်္ဂလာအခါတော်ကြီးအတွက်အဆအဆအရာရာပြင်ဆင်မိလေပြီတက်ဆာသည်ထုံးစံတိုင်းအကောင်းမြင်ဝါဒကိုစုပ်ကင်စေပါရီမှထွက်ပြေးလာခဲ့ရသဖြင့်စိတ်လှုပ်ရှားခဲ့ရသည့်အချိန်ယခုမူနေသားကြသွားကရှွှေရှွှေလန့်လန့်ဖြစ်နေပြီဤလိုခကြီးမျိုးတွင်မသေးခြင်းသေး မာရှယ်ပေတင်း၏စီမံကိန်းသည်သူ့အတွက်တော့ဟန်ကြသည်ခါတိုင်းလိုအမတ်တွေဘာတွေကိုရွေးကောက်ပွဲတွေလုပ်နေဖို့မလိုတော့အထက်မှခန့်အပ်လိုက်ရင်ကိစ္စပြတ်ပြီမြင်းများဟန်ကြလိုက်ပါသည်နီတို့ရရင်စိတ်ထဲကမူတထင်ထင်ဖြစ်နေသေးသည်ဂျဘိုးအကြီးစားဟုပြောလိုက်တော့ဓာတ်စာ၏စကားများကိုသတိရနေသည်ဓာတ်စာသည်ကြောင်ချောက်ချားဖြစ်နေသူတို့ရရင်အယူဆယ်ကုန်ပြောတခွန်းမှန်ဆိုပြီးတော့သူ့စကားထဲတွင်မှန်တရားပါတဲ့လောက်တော့ပါသည်လူများသည်တက်ဆဆိုသည်မိမိကိုအတုံးချခဲ့ကြသည် မိမိ၏မြည်ဟင်းသောအမည်ကိုလာ၍ခိုလုံကြသည်ယခုသူ့ကိုညှက်ထုတ်၍အသုံးချအောင်တော်မည်သူတို့လိုသလောက်ညှက်သုံးပြီးမနှက်ချံတွင်မိမိရာကံမထုံးဟုမိသူအာမခံနိုင်သည်။လက်ရခိုင်းသားများကသူ့ကိုရေဒီကယ်တရားဟုယူဆကြသည်ဘော်တိုးတွင်နေတုံးကဆိုလျင်သူ့ကိုလူတိုင်းအားပြုံး၍နှုတ်ဆက်ကြသည်ယခုမူလာဘဲကညနေချင်းဆိုင်တွေ့ပါလျက်နှုတ်ဆက်ဖို့ကလေးများတော်မရလိမ်မော်ရေရပြီဆိုလျင်ညှက်ပြီးသားလိမ်မော်သည်ကိုမိသူကားများဂယူမဆိုင်ကြတော့တတ်ဆမျက်ရည်တွေဝဲနေတော်သည် ူကိုလူတိုင်းကစော်ကားနေကြပြီမိမိသည်လာဗယ်ကိုကူညီခဲ့သည်မဟုတ်လားဂျာမန်တို့နှင့်စစ်ပြေနေရေးစီကံချက်များကိုဆွေးနွေးဖို့အတွက်ကြောက်စရာကောင်းသည့်စပိန်တန်အမတ်နှင့်ဤသူသွား၍စကားပြောခဲ့ရသည်ဂျာမန်တို့၏ကမ်းလှမ်းချက်များသည်လက်မခံနိုင်သည့်ကမ်းလှမ်းချက်များဖြစ်သည်ဟုဤသူကပြောခဲ့သည်မိမိပဲမဟုတ်လားမိလွယ်ပြောက်လွယ်ဖြစ်တတ်ကြပါကလားအခြားလူတွေမပြောနဲ့သူ့မိသားစုသူ့သားသမီးကပင်လေသူ့ကိုကောင်းကောင်းနားမလဲကြသူ့သမီးဒင်းနီစ်ကိုကြည့်သူ့ကိုဘလောက်ချစ်ခဲ့ရသည်အလိုလိုက်ခဲ့ရသည် ယခုဂျာမန်တို့ကသူ့ကောင်ကိုဖြတ်ကြတော့မည်တွေးလိုက်တိုင်းသမီးအတွက်စိတ်ပူလိုက်ရသည်ဖြစ်ခြင်းဟစ်တလာသည်အပြောင်းပြတ်လုံနေခြင်းမျိုးမဟုတ်ဒါကြောင့်ဥရောပကိုသူနိုင်ငံချင်းဖြစ်သည်မဟုတ်တော့တဆာသည်နှကောင်းမာလေးကိုနှစ်ချက်ဆင်ရင်မှုတ်လိုက်သည်နှစ်ခါနှက်ညက်လိုက်သည်မျက်ရည်များသည်ပားပြင်ပေါ်သို့စီးကြလာတော့သည်တကြားသည့်အောင် လူဆန်း၏စပင်းများကိုသတိရကတုံသွားသည် လူဆန်းသည်သူ့ကိုနမဲပြတ်အောင်သူ့နမဲကိုညစ်ထေးအောင်လုပ်မိမှုတ်ချဤသည်မှာလူဆန်း၏မွေးရပါစေရိုက် သူ့ဦးလေးသူ့အမေမောင် ရောဘတ်ကြီးဇယိုင်မျိုးရောဘတ်ကမူထောင်လေးနှစ်ချလိုက်သည်နဲ့ထိုအကျင့်ကြောက်သွားသည်လူဆန်းကမူမွေးရပါဇယိုင်ဆိုတို့ရရင်လူဆန်းသည်လည်းရှိမှရှိသေး၏လောလူဆန်းမရှိတော့ဟုဆိုလျင်တက်ဆာမျိုးတုံတော်မည်ထိုကတွင်ပြင်သစ်ပြည်ကြီးလည်းအညွန့်တုံတော်မည်တက်ဆာသည်လက်ကိုရမ်းလိုက်သည်သူမျက်နှာသည်ချက်ချင်းဒေါသရိပ်လွှမ်းလာသည်ပေါ်လန်အကြောင်းကိုတွေးမိတော့ကြောင်းဖြစ်သည်ကောင်းမဆုံးဒီချင်းဆိုလျင်ဂျာမန်စစ်ဗိုလ်တွေနဲ့များပလူးနေပြီလို့မဆိုနိုင် ငငယ်ရွယ်ရွယ်တန်တန်မမယောက်ျားပြိုကလေးကိုတွေ့လျင်ဒီကောင်မသည်ပြင်သစ်ပြည်ကြီးဒုက္ခရောက်နေသည်ကိုမေ့နီကောင်မမျိုးနောက်တနေ့ခန့်ကြရင်မူတက်ဆစိတ်သည်တမျိုးပြောင်းသွားလိမ့်မည်အသေးအဖွဲကလေးကိစ္စလေးတစ်ခုကြောင့်စိတ်ပြောင်းသွားခြင်းဖြစ်သည်နေထိုင်ကောင်းရဲ့လားဟုဘရီဂျူးကဖုံးစံမေးသည်ဤမျှမေးပေါ်ရလျင်တော်ပြီသူ့ကိုမပစ်ပယ်ကြသည်သူ့အခန်းကဏ္ဍကြံနေသေးသည်ဟုတက်ဆယူဆသည်ကျင်းပမည်အမျိုးသားလွှတ်တော်ရင်ဖရီမေဆန်ခိုင်းများကိုရှုတ်ချဝေဖန်သည့်မိကုံးတစ်ခုပြောရန်ငင်းလိုက်တော်လဲ ထူးခြားသည့်မိကုံးတစ်ခုကိုခတ်တတူပြောမည်ဟုဆုံးဖြတ်လိုက်သည်။မကြသေးမီကတက်ဆသည်ပြစ်တဲ့ကွန်မြူနီသတင်းစာဖြစ်သည့်လူမန်နီဒေးသတင်းစာကိုဖတ်လိုက်ရသည်။သတင်းစာတွင်အက်ဇေးရှင်းနယ်သားရေဝတီတူဦးပိုင်သည့်ပရီဘော့ကဆိုင်ကြော်ညာတစ်ခုကိုတွေ့လိုက်ရသည်။ဟုတ်ပြီ၊ချက်ကောင်းကိုတွေ့ပြီ။ရေဝတီလူမျိုးတွေရဲ့အရင်းနှီးနဲ့ကွန်မြူနီတွေအကြားမှာလှုပ်ဝတ်တဲ့ရွှေလန်းငွေလန်းတွေဖောက်ပြီးပြီ။ဒီစစ်ကြီးဖြစ်ရတဲ့အကြောင်းရင်းဟာရေဝတီတွေနဲ့ကွန်မြူနီတွေရဲ့ပျော်ကားတာဖြစ်တယ်ဟုပြောနိုင်တော့မည်။လျှော့တော်ကျမကလည်းဘရီဂျူကလက်တော်ခေါ်သွားတာ ခမားစကားပြောရင်ကောင်းမထင်နဲ့ဗျတက်ဆာကစိတ်တူတူဖြင့်မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လှုပ်နေသည်ဘရီဂျူးကဤချိန်သည်ပရိရဲ့ကြွယ်ကြွယ်နဲ့လှုပ်ရမည့်အချိန်ဖြစ်ကြောင်းဒိုင်းကြီးစိတ်မချမ်းမသာဖြစ်နေကြောင်းလွတ်တော်သူလာနားထောင်ကြမည့်ပရိပတ်ကိုထဲစင်းစားတင်ကြောင်းတက်ဆာစကားပြောလျင်ရှေ့တန်းသို့ထွက်လာလျင်အတိတ်ကိုပြန်ဖော်ပေးနေသည်လို့ဖြစ်နေပြီဖြစ်ကြောင်းဒီသူတအူစတာဘစ်ကီငွေလိမ်မှုစသည်တို့ကိုသတိရအောင်လှုပ်ပေးနေသည်လို့ဖြစ်နေပြီဖြစ်ကြောင်းဒါကြောင့်ရှေ့တန်းသို့မထွက်တင်ကြောင်းဖြင့်ပြောသည်တက်ဆာသည် ဘရီကျူးကြီးအကြံပေးချက်ကိုလက်ခံလိုက်ရသည်ရင်ကမူမချီတော့နမဲကြော်ကျင်သေးသည်ရှေ့တန်းရောက်ချင်သေးသည်တို့ရရင် သူ့ခြေထောက်အောက်ကမြေကြီးသည်တအီးပြိုကျနေပြီပါရီမှနောက်ဆုံးရောက်လာသည့် grand day ကြောင့်စိတ်သက်သာရာရသွားသည်လောင်းကစားတိုင်ဖွင့်သည့်ပျော်ပွဲစာရုံပေါ်ထက်တွင်တက်ဆောက်မြင်လိုက်သည့်အခါတွင် grand day သည်သူ့ထံရောက်လာကပါရီမှနောက်ဆုံးအခြေအနေကိုပြောပြသည်စစောပိုင်းတော့ကတော့လူသိမ့်မရှိလာဘူးဗျခုတော့တော်တော်ပြန်ရောက်နေကြပါပြီအော်ပရာစာရုံကိုလည်းဂျာမန်တွေကပြန်ဖွင့်ဖို့စူးစမ်းနေကြတယ် ခြုံပြောရရင်တော့ဂျာမန်အာဏာပိုင်တွေကနိုင်ငံရေးနဲ့အုပ်ချုပ်နိုင်နေပါပြီမစိုးပါဘူးကောင်းကောင်းမွန်မွန်နေပါပဲစစ်နိုင်သူဆိုတဲ့ပုံမျိုးလုံးလုံးမတွေ့ရဘူးတကယ်အုတ်ထင်းသူတွေရဲ့ပုံမျိုးပါဂရန်ဒန်နီတို့အချို့မှန်များလည်းရောက်လာ၍နားထောင်ကြသည်စကားဘာမှမပြောကြအထက်လွတ်တော်အမတ်တဦးကမူသူ့စကားကိုနားထောင်ပြီးတစ်ချက်អော်လိုက်သည်တို့ရရင်သူ့អော်တန်သည်ဝမ်းသာ၍လောဝမ်းနေ၍လောဆိုသည်မှာညီသူမြမသိနိုင်ဘက်ဂျရီကတက်ဆဝမ်းသာအားရလက်ဆွဲနှုတ်ဆက်သည် ခမ ्या ဝင်ကြီးဌာနမှာခမ ्या ပြန်ရတာတိတ်ဝမ်းသာတာပဲဗျာတိုင်းပြည်အကြက်တဲဆိုင်ချိန်မှာခမ ्या ကဘယ်နည်းနဲ့မှတိုင်းပြည်ကိုပြစ်မပြေးဘူးဆိုတာကျွန်တော်ယုံကြည်ပြီးသားပါတဆကလိတ်ကောင်းလို့ခတ်လုံးလုံးဥကောင်းကိုတဆက်ဆက်ညှိရင်ချီကျူးထောပနာပြူခြင်းကိုခံယူသည်ခြုံထက်သည့်သူ့နှကောင်ပေါ်တွင်ချွေးတွေတီးနေလေသည်ဘတ်ဂျရီဤစကားများကြောင့်ရင်ထဲတွင်ခိုက်သွားသည်သူ့ကိုနားလေသူသူ့တာဝန်ကြီးကိုထမ်းနေရသည့်အဖြစ်ကိုသဘောပေါက်သူရှိပါသေးကလားဟုသောအတွေ့အဖြစ်တဆစိတ်ထိခိုက်သွားသည်ရှက်စရာကောင်းသည့်စစ်ပြင်းရေးစာချုပ်ကိုလက်မှတ်ထိုးပြီး အမျိုးသားလွှတ်တော်သူလာတက်ရသည်မှာလွယ်သည်ဟုထင်ကြသလိုဒါတော့ဗျာတိုင်းပြည်အကျိုးဆိုတော့လောက်ရမှာပေါ့ဗာလိန်တို့ဖိုးချက်တို့လည်းဒီမှာရောက်နေကြပါလားဗျလွှတ်တော်မှာမဲခွဲကြရင်တော့ဘယ်လိုများနေမလဲမသိဘူးအထူးသဖြင့်ဖိုးချက်ပေါ့ကန့်ကွက်မဲတော့ပေးရမှာမဟုတ်ပါဘူးဗျာဂျူကိန်းမရှိတာတိတ်နာတာပဲဗျာဒီလူကစစ်ဝါရီမဟုတ်လားခုဒီလူပေါ်မှာလေတက်ထဲမှာထင်နေပြောတော့နောက်ဆုံးကတော့ချင်းထိတိုက်မယ်ဆိုတဲ့လူပဲဗျဒါပေမဲ့လက်နက်ချတာကတော့သူပထမဆုံးဖြစ်နိုင်မယ်လို့ထင်တယ်ဂရန်ဒေကပြောသည်ဒါထက်ဘီလာရောဗျာ ပြောတတ်ပါဘူးဗျာတူဝါရွှေ့လာကြတဲ့အောင်မတွေ့တော့ဘူးစပိန်ကိုဖျက်ပြီးတော့လစ်စဘွန်ကိုထွက်ပြေးတယ်လို့ကြားတာပဲစပိန်ဆိုရသူ့ဖျက်တမ်းဝင်ပေးပါမလားဗျတရင်ကတော့တကယ်တရင်ပဲပြုတ်ဘီလာကဖရန်ကိုစီကိုပြည်ဝင်ဝင်တောင်းတယ်တဲ့စပိန်နယ်စပ်မှာစပိန်ဆိုရကဆက်တနက်တွေစင်ထားတယ်လေနယ်စပ်ကိုဖျက်လာတဲ့လူမှန်သမျှကိုဖမ်းပြီးတော့အချင်းစကန်အောင်ပို့တယ်လို့ကြားတာပဲတက်စာပြုံးလိုက်သည်စင်စစ်တမိုင်းဆိုဒီမှာဘယ်နီးတမိုင်းဆိုဒီမှာလေးယောက်တွေရင်ကောက်ွက်တစ်ခုကိုကရရသည်နဲ့အတူတူ ရှေ့တိုးနောင်လေလှုပ်လိုက်၊ကွဲသွားလိုက်၊ပြန်ဆုလာလိုက်အတွဲရီကြောင်းလိုက်နေ။စပိန်တို့သည်သူတို့ရန်သူဟောင်းဘီလာကိုအချင်းစခန်းထဲသို့ပင်ပို့လိုက်ကြပြီလော။တို့ပို့လိုက်ပြီဆိုလျင်တဖက်တက်မျက်မှန်ကနှာခေါင်းပေါ်တွင်တက်လိုက်ဆင်းလိုက်ဖြင့်ဒေါပွားနေမိ။ဗီလာ၏ရုပ်သွင်ကိုမြင်ရောင်သိတော့သည်။သူ့ပကြီကားရရော။သူ့တော့အင်္ဂလိပ်တွင်ပကြီကားတွေကိုထားပစ်ခဲ့လေသလား။တက်စာပြောသည်။အလွမ်းစတိုင်းမှာရီစရာကလေးတွေတစ်ခွက်တော့ပါတတ်တယ်ဗျ။ဗီလာရဲ့ဖြစ်ကတတော်ကိုလည်းရီစရာကောင်းတာပဲ။ သူအင်မတန်တန်မိုးထားတဲ့ပကြီကားတွေကိုထားပစ်ပြီးတော့ထပြေးရတယ်ဆိုတာဘလောက်ရင်နာစရာကောင်းလဲသူ့မျက်နှာကလေးကဇီးရွက်လောက်ပဲရှိတော့မယ်လို့ထင်တယ်တွေးကြည့်စမ်းပါဦးဗျာတွေးကြည့်မနေပါနဲ့ဗျာမျက်စိနဲ့တက်အပ်မြင်လို့ရပါတယ်ခမားပြက်လုံးကနည်းနည်းခက်နောက်ကျသွားပြီထင်တယ်ဗျာတက်ဆာတက်ဆာနောက်မှာပေါ်လာသည်စောင့်အင်အင်တန်တက်ဆာလှည့်ကြည့်ပြီးအံ့အားတင်နေသည်ဟမ်ဗီလာခမားဘလို့လုံးပြီးဒီရောက်လာတာလဲဒီလိုပဲပေါ့ဗျာကျုပ်ဒီကိုရောက်လာတာကိုဘာကြောင့်ဒီလောက်တအံ့တော်ဖြစ်နေရတာလဲကျုပ်လည်းခါတိုင်းလိုပါပဲ။ ကျုပ်ဝင်ကြီးဌာနကိုကျုပ်ပြန်ရောက်လာတာပေါ့ဘီလာကမိမိသည်နောက်တက်သည့်အစိုးရနှင့်ဂျာမန်တို့၏အုပ်ချုပ်ရေးကိုအတက်တရောထောက်ခံသူဖြစ်ကြောင်းမြင်ရှင်းပြသည်ကျွန်တော်တို့တိုင်းပြည်ကိုအရှုံးကားသာလျှင်ကယ်တင်နိုင်နေပြကျွန်တော်တို့ရဲ့မိတ်ဆွေများဖြစ်တဲ့ဂျာမန်နေစီကကျွန်တော်တို့သင်ခန်းစာတွေယူကြရမယ်။ဟစ်တလာကပါရီကိုဘာကြောင့်လာတလဲ။ရှင်းပါလေ။လာရဲလို့ပေါ့ဗျာ။လာရဲတဲ့တတိရှိလို့ပေါ့။ကျုပ်တို့မာရှယ်ကြီးမာရှယ်ပေဒိန်းဟာရှေ့ဆောင်လမ်းပြသွားပြီ။နဲတဲ့တတ်မဟုတ်တော့ဘူးနော်။80ကျော်ပြီဗျ။ဒီတက်ရွယ်ကြီးမှာဘာဖြစ်လို့လုပ်တလဲ လောက်ရဲလို့တတ်တိရှိလို့ဗောဗျာဒါကြောင့်ပဲမာရှယ်ကြီးကိုဥဥဖြဖြထောက်ခံခဲ့တာဗောဗျာဗီလာရှိရင် Grand Devin လည်းအတန်တိတ်နေသည်အင်းဒီငနေကြီးရှိမှလည်းအားလုံးကိုဖြတ်စားသွားအောင်ပါပဲတက်စာတွေးနေသည်အမျိုးသားလွတ်တော်ဥက္ကဋ္ဌကလွတ်တော်အစည်းအဝေးဆ ਾਇ ံခေါင်းလောင်းတီးလိုက်သည်မိကုံးမြောက်ကိုတက်စာတလုံးမှနားမထောင်ဒီပွဲမျိုးတွင်လာဗယ်လူလူမျိုးတွေအာရှင်ပေမပေါ့သူ့ပွဲကိုဗီလာကလည်းလက်ခုံတန်တစ်ဖြောင်းမြောင်ရအောင်ပြောသွားသည်ဗလုံးကမျက်နှာကြီးမှုန်လျက်သူ့ကန့်ကွက်မယ်ပြီးတော့ဘာရင်းနီး သူခက်ကုန်ပြီလေအနားယူချိန်တွင် grand day အနည်းနိုင်လူတွေဝိုင်းအောင်နေကြသည်သူကိုဝိုင်း၍ဖားနေကြသည်ကောင်းပြီလေခမားကိစ္စကိုကျွန်တော်စဉ်းစားပါမယ်ဟုခက်မင်မင်ပြောတတ်သည်လူစန်းခိုးပေးသည့်စာကိုတက်စာအမှတ်ရလာသည်မျက်မှောက်ကုပ်လိုက်သည် grand day လိုကြေးစားသျှို့အသေးစားကလေးဟာပြင်သစ်ပြည်ကြီးကဲတင်ရှင်ဖြစ်နေသည်မှာတိတ်ကိုရင်နာဖို့ကောင်းသည်လွတ်တော်အစည်းအဝေးပြန်ဆသည့်ခါတွင် bridge ကမိကုံပြောသည်တိုင်းပြည်တွင်လူတွေအကျင့်စာရိတ်တာပျက်စီးနေကြောင်းဒါကြောင့်ပါရီယိုဂျာမန်တို့တင်းကျင်သည် တိုင်းပြည်ကိုကယ်တင်ရန်အတွက်ဖျားသခင်ကပေးလိုက်သည့်ပြန်လည်ရွေးနှုတ်မှုကြီးဖြစ်ကြောင်းပြန်ပြောဆိုကာလက်တစ်ဖက်ကိုဟစ်တလာပုံစံမြှောက်ပြီးဗြိတိရှ်ရိုးကိုဆဲရည်ပုတ်ချသည်အောင်ပွဲခံသူဂျာမန်များဟာရရောသဘောထားကြီးကြောင်းကိုပြသခဲ့ကြတယ်ဟုလည်းဆိုသည်တဆာကတန်းဝေလိုက်ရင်သူ့ကိုချိန်ဆနေသည်အလကားကောင်ကြောင်းသူတော်ပြောမယ်သာပြောနေသည်သူ့ဇာတိလော်ရိန်းနယ်ကိုဂျာမနီထဲသို့တွတ်သွင်းလိုက်ပြီးပြီလူကြွားဒီလိုလူမျိုးနိုင်ငံရေးလုပ်ရင်မဖြစ်လှုပ်လှုပ်ရွရွဖြစ်သွားကြသည်ဖိုးချက်စင်မြင့်ပေါ်သို့တက်လာတော့ကြောင်ဖြစ်သည် တိုင်းပြည်ရဲ့ရန်သူများနဲ့စိတ်သဘောထားတေးတိမ်သူများကသာလက်ညှိုးထောင်ခေါင်းငိတ်လုံကြပေမဲ့သူ့ကိုစကားဆုံးအောင်ပြောခွင့်မပေးမဲခွဲကြသည်တနအိခန့်ကြရင်လွှတ်တော်ဥက္ကဋ္ဌကထောက်ခံမဲ969မဲကန့်ကွက်မဲ80ဟုကြေညာသည်မိကုံးရှိကြီးတခုကိုပြောရသလိုတက်စာပင်မန်းနေသည်အပြင်ဘက်တွင်မျိုးသမီးများကလာဖယ်တတ်တော်ရာကျော်ရှိပါစေဟုအော်နေကြသည်တက်စာသည်မနာလိုဝင်တိုခြင်းမဲမဖြစ်မီခေါင်းကတစ်စစ်စစ်ကိုက်နေတော်သည်မမော့ဖြင့်ဟိုတယ်သို့ပြန်လာခဲ့သည်ကန်တရားသည်သူ့ကိုတနာညာတာစေ ဟိုတယ်အေကန်းတို့ရောက်ရင်ရင်အောင်ဖြူဖြူကြက်သွေးရောင်နှကမ်းများနဲ့အလွန်ချောမောလှပသည့်မိန်းမငယ်တယောက်ကိုတွေ့ရသည်။ပေါ်လက်ကိုပြေး၍တတိယမိသည်။အမောပြေးသွားကမိန်းမပြိုစီတို့ရှောက်လာခဲ့သည်။မိန်းမပြိုကြီးမျက်လုံးနဲ့မျက်ရည်တွေနဲ့မျက်ရည်လဲရွှဲနေမိန်းကလေးများသည်အထူးညှို့တတ်တဲ့မျိုးကိုစောင့်သည်ဟုတဆအမြဲယူဆသည်။တဆကကျင်သစ်ပြည်ကြီးဒုက္ခများကိုပြောပြသည်။မိန်းမချောကလေးကခေါင်းတငိမ့်ငိမ့်ဖြင့်နားထောင်သည်။ပြီးမှမတိမသာပြောပုံမျိုးဖြင့်ဝင်ကြီးတယောက်အနေနဲ့ဟုပြောသည်။မိန်းမပြိုကပြုံးလိုက်ပြီးနောက် ူဒုက္ခများကိုပြောပြသည်နေဖာတွင်တက်တာတလုံးပျောက်ခဲ့ပုံအမေကြီးကိုပါရီတင်ထားခဲ့ပြီးဦးလေးတယောက်ကိုလိုက်ရှာနေပုံသူ့ဦးလေးမှာကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာနတွင်အလုပ်လုပ်ပုံယခုရှာရွေးမတွေ့ဘဲဒုက္ခရောက်ခဲ့ရပုံသူ့အိတ်ထဲတွင်ကျင်သစ် front တရားမျှသာကြံတော့ပုံတဆာကမိမပြိုနှစ်သိမ့်ရင်သူ့ကိုယ်သူလည်းနှစ်သိမ့်သည်ထိုနေ့ညကညစာကိုအတူစားကြသည်နှစ်ယောက်စလုံးမြူးလျက်နောက်ပြောင်ကြီးစဲလျက်ရှမ်ပိန်တောက်ကြသည်ပထမထာဝရပြင်သစ်ပြည်ကြီးအတွက်နောက်တစ်ခါကတော့ထာဝရအချစ်အတွက် အကိုကြီးအသက်ဘယ်လောက်ရှိလဲဆိုတာခံမှန်းလို့မရအောင်မဟုတ်လားရမင်းလေးရဲ့တက်စာပြုံးရင်လက်ညှိုးကလေးတငောင်းငောင်းနဲ့မေးသည်90အသက်မကြီးသေးဘူးဆိုတာသိပြီမဟုတ်လားအကိုကြီးကချစ်ရဲမှာ16နှစ်သားလေးပဲရှိသေးတယ်လူလူရှိကြရင်တော့တမျိုးပေါ့ကွယ်တကယ်တော့မာရှယ်ကြီးကအကိုကြီးအဖေလောက်တောင်ရှိနေပါပြီကွယ်နေ့လယ်ကအဖြစ်ပြက်များကိုချက်ချင်းမှတ်ရလာတော့သည်ဘရီကျူးကြီးခတ်တနစ်မျက်နှာထားဘီလာကြီးကောက်ချက်သည့်အပြုံးဖိုးချက်ကြီးမုတ်စိတ်မွှင်းနေဆက်ဆုပ်စရာကောင်းသည့်ကန့်ကွက်မဲ80 တန်ကွယ်မေက80ညသာနောင်တွင် ကိုရင်မှတ်တမ်းရေးလျင်သူတို့သည်လက်နက်ချရေးကိုစန့်ကျင်ခဲ့ကြသည်ဟုရေးရတော်မည်နောင်လာနောင်သားများအမြင်တွင်ထိုနေ့ကိုနိုင်ငံတော်တော်လှန်ရေးနေ့ဖြစ်သတ်မှတ်ကြတော်မည်လွတ်တော်တစ်ချိန်လုံးသူရင်ထဲတွင်ပူလောင်နေသည်စနိုက်ကျော်ကိုစားခဲ့မိရမလားမသိမစားခဲ့မိရင်အကောင်းသားစနိုက်ကျော်စားပြီးကတည်းကကောင်းကောင်းနေမကောင်းချင်မအီမသာဖြစ်နေတော်သည်သို့မဟုတ်ရှမ်းပိတ်ကြောင့်များလောခေါင်းကိုထောင်ကအိပ်ပျော်နေသည့်သူရမင်းရုပ်ကလေးကိုလှမ်းကြည့်သည် လေကြောင်းတွင်တစ်ဆူဆူကြီးဖြစ်လာသည် ဒီနေ့ကစားတိုင်ဖွင့်တဲ့ပြောဝဲစားရုံမှာဘာဖြစ်တယ်တင်လဲသိလားဟိုတယ်ရဲ့ဘော်ဒါကပြောတော့အရေးကြီးတဲ့အစည်းအဝေးတစ်ခုဆိုလာပါလားရှိရဲတဲ့ဟာရာကီရီလောက်တဲ့ခန်းသားကမင်းနားလဲမှာမဟုတ်ဘူးဟာရာကီရီဆိုတာကိုကိုကိုတတ်သေးတာဂျပန်စကလုံးဒီနေ့လွတ်တော်အမတ်တွေနဲ့အထက်လွတ်တော်အမတ်တွေလာကြတယ်လာဖယ်လဲလာတယ်သူကအမြဲတမ်းလဲစည်းဖြူနေပြီးတော့တို့အားလုံးစုပြီးတော့ကိုကိုကိုတတ်သေးကြတယ်လေဘာလဲမင်းမယုံလားတကယ်ပြောနေတာတို့ကိုတို့တေးပြီလို့ကြင်ညာခဲ့တယ်အဲ့တော့လက်ခုပ်ဩပါတွေပေးကြတယ် အလောင်းပေါင်း969လောင်းရှိတယ်။လူမိုက်လောင်းက80ပါတယ်။ဒါပေမဲ့ဒီတော့ခုမင်းနဲ့စကားပြောနေတဲ့လူမင်းဖေးမှာအိတ်နေတဲ့လူကတကယ်လူမဟုတ်ဘူး။တဆေတဆရဲ့တဆေတဆရဲ့အရေးတဆသည်တချွတ်ချွတ်ဂျိုထိုးနေသည်။အင်းရှမ်ပိန်တောက်တာများသွားတယ်ထင်တယ်။ဂျိုထိုးလိုက်တာ။ကိစ္စတော့မရှိပါဘူးလေ။သေစင်းထဲမှာမှတ်ပုံနေပြီပဲဟာ။အမျိုးသမီးကအိတ်ချင်လာပြီ။တို့ရရင်သူ့စကားများကြောင်းမျက်လုံးကျယ်လာသည်။ပြီးမှရင်ကျေးစွာဖြင့် ဘယ်လောက်လဲစိတ်တော့ကရောက်မလီပါနဲ့ကိုကြီးရဲ့ဂျာမန်တွေကပါရီကပြန်ထွက်သွားရင်ကျမတို့လည်းနေသားတကျအရင်ရလိုပဲပြန်ဖြစ်သွားမှာပါအကိုကြီးပဲပြောတယ်မဟုတ်လားလို့ကိုကြီးဟာစိတ်ပြူကုန်လို့ဆိုအကိုကြီးဟာလက်ကိုကာ၍တန်းလိုက်ရင်တကယ့်အချစ်ကိုကြီးဆရာကြီးဆိုတဆာကခေါင်းယမ်းလိုက်ရင်မဟုတ်ပါဘူးကွယ်ဒါငငငယ်ရပါခုတော့လေအင်းခုတော့စိတ်ကူးမြင်ချင်တော့ပါဘူးကွာအကျိုးအကြောင်းတွေပဲစဉ်းစားတော့တယ်ရှင်းရှင်းပြောမယ်အကိုကြီးဟာအလကားလူဂျပိုးကြမ်းကြတဲ့မှာအောင်းနေတယ်ဂျပိုးပဲ အိယာမထကရိုင်တီးရိုင်တိုင်းဖြင့်ရေချုပ်ခန့်ဘက်သို့ထွက်သွားသည်ဖိုးချက်သည်လွတ်တော်အစည်းအဝေးကျင်းပရာပြပွဲစားရုံထဲမှပြာကြီးပြာရာဖြင့်ထွက်လာသည် လက်ကိုရန်ကတယောက်ထဲစကားပြောလာသည်ဆက်ဆုပ်စရာကောင်းသည့်လူကြောင့်များသည်ပြင်သစ်သမ္မတနိုင်ငံတော်ကြီးကိုမြေမြုပ်သကြိုခဲ့ကြပြီပထမကဘာစစ်တုံးကဗာလမီတိုက်ပွဲတွင်သူရဲကောင်းများသည်မြေတိအတွက်အသေးခံသွားခဲ့ကြရသည်။ဘာဒွန်းတိုက်ပွဲကိုအဘဲအကြောင်းရင်းမြေကတုတ်လုပ်၍တိုက်ခဲ့ကြသည်။ရှက်စရာကောင်းလိုက်သည်လူတွေရှက်ဖွယ်ကောင်းလိုက်သည် ဟစ်တလာ၏စစ်ဖက်ကိုရှာဖြင့်ရက်နေသည့်ပြင်သစ်ပြည်ကြီးကိုကဘာကြီးကမကြည့်လို့တော့အော့နှလုံးနာနာဖြင့်မျက်နှာလွှဲထားလိုက်ပြီးဖိုးချက်သည်သူတို့စီမံကိန်းကိုကန့်ကွက်ခဲ့သည်တို့ရရင်သူ့အားအမှန်တရားကိုပြောခွင့်မပေးဟိုတယ်သို့ပြန်လာခဲ့သည်စပွဲတို့ကစစ်ပြုတ်ပကံကိုယူလာသည်ထို့နောက်အိယာတို့ဝင်ခဲ့သည်ဤမျှလောက်တိုင်းပြည်ဝရုံးသုံးကဖြစ်နေချိန်တွင်အေးအေးသက်သာထိုင်မနေချင်တော့သူစရိုက်ကတိုင်းပြည်အတွက်အသက်ပေးလှူရသည်သူရဲကောင်းအာဇာနည်ဖြစ်ချင်သည်ဘုံမြေသာတရှိရှိကြားချင်သည် ကျိုးစင်ခေါင်းဖြတ်ဆက်ကိုတက်ချင်းသည်ယခုသူတို့ကြည့်ပါဦးကဖေးဆိုင်လေးတွင်ထိုင်လိုက်ဘာမှရက်ကလေးမော့လိုက်တညာလုံးအိပ်ရမရအခန်းထဲတွင်ခေါက်ထုတ်ခေါက်ပြန်ရှောင်းနေမိသည်သူ့မိမကိုလည်းသတိမရသားသမီးတွေကိုလည်းအမှတ်မထင်ဒေါသကြောင့်တစ်ဆူနေသည်မိမိသည်ကိုဗလင်မျိုးတွင်ရောက်နေပြီဟုတ်သည်ဗစ်ချီကိုတခါတော့ကိုဗလင်ကိုခေါ်ခဲ့ကြသည်နည်းနည်းရရမျိုးတော့မဟုတ်1992ခုနှစ်တုန်းကပြင်သစ်တော်လန်ရေးကြီးကိုခံတိုက်ခဲ့သည်မျိုးရာဇဝင်တွင်သည်မျိုးယခုဤမျိုးတွင်တစ္ဆပေါင်းတို့မင်းမူနေကြပြီ။ တစ္ဆပေါတို့ခေါင်းဆောင်ကညီသူနီလာပဲဆိုရင်ကိစ္စမရှိညီသူကားများအံ့ဩကြနေမဟုတ်လာပဲဆိုသည့်လူကမူမရှိသည့်လူကိုယ့်ဝိညာဉ်ကိုငရဲမင်ထံရောင်းစားမည်လူဤသည်ဟုအာလုံးအသည့်လောဘကြီးသည့်ဩဘညံနေသားမျက်နာကမြင်းတခုမျက်နာနဲ့တဆာလူလူခေါင်းဆောင်ရင်ပင်ဖို့ချက်အံ့ဩမည်မဟုတ်တဆာကလည်းပြစ်တစားတတ်သားပတ်ဆိုင်ရလျင်ဘာမဆိုလုပ်မည်သူယခုတော့ဤသူတွေမဟုတ်တစ္ဆပေါခိုင်းခေါင်းဆောင်သည်သမရနိုင်ငံကလေးစားကြည်ညိုရသည့်စစ်သားဟောင်းကြီးမာရှယ်ပေတဲ့အသက်80ကျော်ပြီ။ သူ့လောက်ပုံကြောင့်ပြင်သစ်တက်မတော်ကြီးစီထာဝရတိတ်ခါကြရခဲ့ရပြီပျက်စီးကြရပြီရေစုံမျောကြရပြီကဖေးများတွင်ပြင်သစ်ပြည်ကြီးဂုံတရေနှင့်တိတ်ခါရှိမှုကိုအရက်နှင့်မျော၍တောက်ပြစ်လိုက်ကြပြီမနက်ဖြန်ဆိုလျင်ပြင်သစ်ပြည်ကြီးကိုကဲတင်သူများအတုံးရှိပါစေစိတ်သောတာပြည့်ဝသည့်ဂျာမန်အမျိုးသားများအတုံးရှိပါစေဟုကြွေးကြော်ကြပေုံတော်မူပရရှင်းသွေးဖြစ်သည့်ဂျာမန်၏ရှေ့တွင်လေးဘက်ထောက်ဝစ်တွားကြမည်ဂျာမန်လေတပ်ဗိုလ်ချုပ်ဂိုအာရင်းကိုအာဇာနီဂျုံအော်အားဖြင့်ချိပကြတော်မူ ရည်စရာတော့မဟုတ်ဆက်စုပ်အော်နှလုံးနာစရာဖိုးချက်ဤစကားကိုမြည်သူ့ကိုပြောရနေနီနေရမော်ရင်နားနေသည့်လက်ပြများကိုပြောရနေလောရေးရဲရိတ်ရိတ်ပေါ်နေသည့်မှန်နေရသူ့ရုပ်ပုံကိုလောဖြတ်တော့သည့်အာယုံကိုလောမနက်9:00နာရီတွင်အခန်းတကာခောက်တန်ကြာရသည်ပလိတ်များကအေဘာကားအင်ဂျင်နာများကိုဝတ်ထားကြသည်တယောက်ကပြောသည်ဖမ်းဖို့အမိန်ပါပါတယ်စုံစမ်းစရာကိစ္စတခုရှိလို့ခဏလိုက်ခဲ့ပါဖိုးချက်ကပြောလိုက်ရင်ဝရမ်းပြလေဝရမ်းကဂျာမန်လိုလည်းမဟုတ်ပါလားဓမ္မမိတ်ဆွေ ဂျာမန်ဘာသာလေးပါလေလဲသင်ထားအောင်ဗျဘာသာမြန်မြန်တာကျုပ်မလို့ခြင်းကျုပ်က original မှာကြိုက်တာကောင်းပြီလေလိုက်တာဗောပြီးခဲ့တဲ့စပွဲတပွဲတုန်းကဗာဒုံးခန္ဓာကိုကာခွယ်ခဲ့တဲ့သူတွေထဲမှာခင်ဗျားတို့မပါအောင်တော့ဘိုးချာကသူ့နှစ်ဖက်မွေကိုဘီးပြင်ဖီးသည်ကဲအစင်သိမ့်မယ်တမဒနိုင်ငံကြီးအတုံးရှည်ပါစေဟိုတယ်လီကအစင်တွင်တက်ဆာကိုလှမ်းမြင်လိုက်ရ၏မုတ်စိတ်ကိုရိတ်ထားပြီးမနက်စာလဲစားပြီးပုံရသည်ရှေ့နေများကောင်းစီအစည်းဝေးသို့သွားရန်ထွက်လာခြင်းဖြစ်သည် လိတ်တို့ခြံရလာသည့်ဖိုးချက်ကိုမြင်သည့်အခါတွင်မျက်နှာကိုတစ်ဖက်သို့လွှဲထားပြီးမမြင်ချင်အောင်ဆောင်းလိုက်သည်။သူ့မျက်နှာကအတုပပိုသည့်မျက်နှာလိုတင်းမာလေးနက်လျက်ဖိုးချက်ကဂေယူလုံးဝမဆိုင်။လှေကားမှဆင်းလာရင်သူ့ကိုချိန်ဆလာသည်။ဟုတ်ကဲ့ပါ။အခုတော့အစုံတီလိုက်ပါနာဆင်ပေးကြတဲ့ကလစ်ကာပေါင်းနဲ့ဒေါ်လန်ပြည်သူပေါင်းတူးတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေဗျာ။ Okay နောက်ပိုင်းမှာပြန်ဆုံကြမယ်နော်။